ရှင်ညာတော်ဆူရောက်ခဲ့ကြတယ်တကိုးဓမြများနံပါတ်1နေနေကတော့ဆန္ဒကလော့တကိုးပဲဖြစ်ပါတယ်ဒီလူကတော့ခရစ်စမတ်ပုံမြင်နေနားထောင်နေရင်အချီးပွားမဲ့အချံတကူရသွားခဲ့ပါတယ်အခရစ်စမတ်ဖိုးဖိုးကြီးလိုမျိုးအိမ်ထဲကိုမိဂိုးခေါင်းနိုင်နေရနေဝင်ပြီးတော့အထက်ကပစ္စည်းတွေခိုးမလို့ပါတရမှာတော့သူ့အချံကိုအကောင့်ထဲပေါ်တဲ့အနေနဲ့အိမ်တိန်ကိုစဝင်ခဲ့ပါတယ်အကန့်ဆိုးကျင်တော့မိဂိုးခေါင်းနိုင်နေခနာကူနဲ့ကွက်တီဖြစ်သွားခဲ့ပြီးတော့အိမ်ထဲမရောက်လိုက်ခင်မှာနဲ့အပေါက်ဝါမှာတက်သွားခဲ့ပါတယ် နောက်ဆုံးဘလို့မှပြန်ထွက်လို့မရတဲ့အဆုံးမှာတော့ကိုယ့်အကိုပဲရဲကိုဖုံးဆက်ပြီးတိုင်လိုက်ရပါတယ်။အဲဒီတော့မှမိသားတပ်ဖွဲ့တွေရောက်ချလာပြီးတော့သူများရင်ခိုးတဲ့တခိုးကိုဝိုင်းကယ်လိုက်ရပါတယ်။ဒါကြောင့်လူချင်းမင်းတို့လည်းသူများရင်ခိုးတော့မယ်ဆိုရင်ဝိတ်လေးပါလေးအရင်ချဖို့အကြံပေးကြပါတယ်။နံပါတ်၄အနေနဲ့ကတော့ဖုံးဆက်ပြီးတိုက်တဲ့တမျှပါ။ဒီလူကတော့ဘန်တခိုးကိုတမျှတိုက်ဖို့အတွက်သူများနဲ့မတူတဲ့ idea တစ်ခုရရှိခဲ့ပါတယ်။ အဲ့ဒါကတော့တ냐မတိုက်ခင်မိနစ်ပိုင်းအလိုမှာဘန်ကိုကြိုပြီးတော့ဖုံးဆက်ထားလိုက်တာပါ။အင်း။အဲ့အဲ့ဒါနဲ့ခဏနေကြရင်တ냐လာတိုက်မယ်ဆိုပြီးတော့ဘန်ကိုပတ်စံနေကြိုထုတ်ထားဖို့လမ်းပြောလိုက်ပါတယ်။သူတွေးထားတာကတော့တခါတည်းအိတ်ဆွဲပြီးထွက်ပြေးမယ်လို့ပါ။ဒါပေမဲ့သူမတွေးလိုက်မိတာကတော့သူမရောက်ခင်မှတည်းရဲတွေကြိုရောက်နေပြီဆိုတာပဲဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ခဏကြတော့ခုနဖုံးဆက်တဲ့သူကတငယ်ချင်းတယောက်နဲ့အတူတူဘန်ကိုရောက်ချလာခဲ့ပါတယ်။နှစ်ယောက်စလုံးလက်ပလာနေပါအဲ့ဒီလိုနဲ့ရဲရဲလေချွေးတော်မထွက်လိုက်ပဲနဲ့ဗန္ဓမြနှစ်ဦးစလုံးကိုအသာလေးဖမ်းဆီးနိုင်ခဲ့ပါလေ မိတ်ဆွေကိုကိုကိုတုံးလာပြီးထင်နေရင်ဒီလူကိုယုံပြီးလိုက်လာတယ်ဘေးနာသူသူငယ်ချင်းကိုသာတတိယနံပါတ်3နေနေကတော့ထီလက်မှတ်တစ်ခုပဲဖြစ်ပါတယ်ဒီလူကတော့သူလူချာချာထီပေါက်ချင်တဲ့တကူတယောက်ပါခိုးတာတော့မှထီလက်မှတ်တစ်ခုပဲရွေးခိုးခဲ့တာဖြစ်ပါတယ်ဒီလူကတော့စတိုးဆိုင်တစ်ခုတည်းကနေလူလစ်တုံးထီလက်မှတ်ခိုးပြီးထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲခိုးလာတဲ့ထီလက်မှတ်တွေကအလုံးပေါင်းမှဒေါ်လာ30ပဲထပ်ပေါက်ခဲ့ပါဒါပေမဲ့ညံတော်ကိုရှေချထားရမယ့်တကူကတော့သူခိုးလာတဲ့ဆိုင်မှာမှဒီပတ်စံ30ကိုတော့ပြန်ထုံးမိပါ လုံခဲ့တဲ့နိုင်ပိုင်းကမှသူ့ဆိုင်ကနေခိုးလာတာမို့လို့ဆိုင်ရှင်ကလည်းချက်ချင်းခဲမိသွားပြီးတော့ရဲခေါ်ပြီးဖမ်းခိုင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ထီပေါက်တဲ့ပတ်စံလေးမရတဲ့အပြင်ကမှဓာန်ငွေပါတောင်းနေချီပြီးတော့ဆောင်လိုက်ရပါတယ်အကြောင်းလူကြီးမင်းတို့လည်းခိုးမယ်ဆိုရင်ထီလက်မှတ်တော့မခိုးကြဘူးအကြံပေးချင်ပါတယ်မတော်တဆထပောက်သွားရင်ထုတ်ဝခန့်နေမှာဆိုလို့ပါနံပါတ်၄နေနေကတော့ကိုပြောက်တခုပဲဖြစ်ပါတယ် ဒီတခိုးတွေကတော့ဘသူနဲ့မှမတူဘဲနဲ့ကိုပြောက်နိုင်တဲ့နီလန်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဟမ်တာမန်မျိုးလုံးနဲ့ကြည့်လို့မရတဲ့ဆပ်ပင်မန်တွေကိုကြည့်ပြီးတော့ဒီအချံကိုရရှိသွားခဲ့တာဖြစ်ပါတယ်။အမှင်နေတော့ပြောက်နိုင်သေးရင်သူတို့လည်းကိုပြောက်နိုင်တယ်ဆိုပြီးတော့ပါ။အဲ့ဒီလုံနဲ့တရက်မှတကူလုံးကိုပြောက်မင်းနေလိမ့်ပြီးတော့နှစ်ယောက်သားဓမြသွားတိုက်ကြပါတယ်။အဲသူတို့စိတ်ထဲမှာကိုပြောက်နေပြီထင်ပြီးတော့မျက်နှာဖုံးတော်မဆွဘဲသွားတိုက်ခဲ့တာပါ။ဒါပေမဲ့ဒီနှစ်ဦးကတော့တကယ်ပဲအောင်မြင်မြင်နဲ့တိုက်နိုင်ခဲ့တဲ့အပြင် CCTV ရှေ့မှာတောင်ပြောင်ပြလိုက်သေးပါတယ်။ ။ဒါပေမဲ့ဒီလိုပြောင်ပြလိုက်တာကပဲကိုယ့်ပင်ကိုယ်သုံးနဲ့ထိုးသလိုဖြစ်သွားခဲ့တာပါ။ရဲတွေက CCTV ကရုံနဲ့တိုက်ပြီးတော့အင်ကိုနိုင်ပိုင်းအတွင်းရောက်ချလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတော့နောက်ဆုံးချိန်ထိကိုကိုပြောက်တယ်ပဲထင်နေသေးပြီးတော့ကင်မရာထဲမှာမလို့မြင်ရတယ်ပဲထင်နေခဲ့တာ။နမငါးနေနေကတော့လိုင်းမတော့ရရင်မနေနိုင်တဲ့တခိုးပါဒီတခိုးကတော့မိုးတဲနေတဲ့ညတညမှာအိမ်တိမ်ကိုဝင်ခိုးခဲ့ပါတ ကံကောင်းစွာနဲ့ပဲအိမ်ပိုင်ရှင်တွေကလည်းမရှိကြဘူးဆိုတော့စိတ်ချလက်ချကိုကိုးနိုင်ခဲ့တာပါအဲမိုးကလည်းအေးနေတာမို့လို့ချက်ချင်းတော့မပြန်သေးပဲနဲ့လိုင်းလေးတောင်သုံးပြီးနှက်လိုက်သေးပါတယ်အင်းအဲ့တော့နဲ့ရောင်းလို့ရသမျှပစ္စည်းအကုန်ခိုးပြီးတော့အိမ်ကိုလေလေးချုံပြီးပြန်သွားခဲ့ပါတယ်အဲဒီထိကပြဿနာမဟုတ်သေးပါဘူးပြဿနာကသူများအိမ်မှာလိုင်းသုံးပြီးတော့အကောင့်ကြီးကိုလော့အောင်မလုပ်ခဲ့မိတာပါအဲ့ဒါနဲ့အိမ်ပိုင်ရှင်ကလည်းတခိုးအကောင့်ကိုတွေ့သွားပြီးတော့သူ့အိမ်ကိုခိုးသွားတဲ့အကြောင်းကိုလည်းအဲ့ဒီအကောင့်ကနေပဲ post တင်ပြလိုက်ပါတယ်။အခုဆိုရင်တော့သူခိုးသွားတာတလောကလုံးသိနေလောက်ပါ ဆုံးနေကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်